အခုမှဝင်လာတဲ့နောက်ဆုံးသတင်းတွေကိုဆက်လိုက်ရချောင်းအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကရန်အီရန်အပေါ်ကြီးမားတဲ့စစ်စင်တရားကိုစတင်ခဲ့ပါတယ်ဒီစစ်စင်ရဲကအီရန်နိုင်ငံနောက်ချမ်းအရှိလယ်ပိုင်းနဲ့အရှိပိုင်းနဲ့အလယ်ပိုင်းတရားတွေမှာရှိတဲ့လေကြောင်းလေစိတ်6ခုကိုပြင်မထားတိုက်ခတ်နေတာဖြစ်ပါတယ် IDF ရဲ့အဆိုအရ၎င်းတို့ကတိုက်ခတ်မှုတွေကိုလှုပ်ဆောင်နေမှာဝေထိန်လေရင်ဒရုန်းတွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ဆိုပါမောင်းနှမဲ့လေရင်တွေကအီရန်တိုက်လေရင်15စင်းနဲ့ရဟယာဉ်တွေဖျက်ဆီးခဲ့ပါတယ်။ ဖြစ်စစ်ကန်တဲ့လေယာဉ်တွေကတော့ F14S F5S နဲ့ AH1 ရဟယာဉ်တွေဖြစ်ပါတယ်ဒီလောက်ရဟာအီရန်ရဲ့ကောင်းကင်ယန်မာတာလွန်ကောင်းမွန်လာဖို့အီဇရေးရဲ့ဂျိုးပတ်မှုရဲ့ဒစိတပိုင်းအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်တိုက်ခတ်မှုတွေကြောင့်ပြည်လန်းတွေမြေအောက်ကတုတ်ချင်းတွေနဲ့အီရန်အစိုးရပိုင်းစီဖြစ်လေယာဉ်တွေဖြစ်ရှိခဲ့ပါတယ်နောက်ထပ်အဓိက တင်းတွေကတော့လေဘနွန်နေဇာနီမာအီဇွေးမြောက်ပိုင်းမှာလေကြောင်းတက်ခတ်မှုဆိုင်ရာအော့အော်တန်တွေကြားခဲ့ရတယ်လို့အစီအကံအတိတ်မှာဖော်ပြပါတယ်အီရန်ကပက်ထင်ဒုံးကျည်တွေပြစ်လို့ပြီးတဲ့နောက်မှာအခုလိုဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အစ္စရေးစစ်တပ်ကဆိုပါဒီနားမှာရှိတဲ့အရသားတွေကိုဘုံခုစကန်တွေကိုတွားဖို့နဲ့နောက်ထပ်တတိပေးချက်မထုတ်မချင်း အတွင်းမှာပဲနေထိုင်ဖို့အတွက်ညွှန်ကြားထားပါတယ်